နွေကာလမှာလျှက်စစ်တပ်အားလုံလောက်စွာထုတ်ပေးနိုင်မှုကတိဆောက်စေစီမံကိန်းတွေမှာဘတ်ဂျက်လုံငွေပြနေတယ်လို့လျှက်စစ်နဲ့စွမ်းရင်ဝန်ကြီးကပြောဆိုပါတယ်။တာယာသတင်းပေးပို့ထားပါတယ်ရှင်။ဒီစစ်တာလုံလောက်စွာဖျက်မြှုပ်ပေးနိုင်မှုရေအားလျှက်စစ်စီမံကိန်းကိုတိုးချဲ့ဆောက်လုပ်ရမှာစီမံကိန်း၆ခုလုံးတည်ဆောက်မှုမပြီးသေးပဲဘတ်ဂျက်လုံငွေပြနေတာကြောင့်လာမယ့်နှွေကာလမှာတအားလုံလောက်စွာဖျက်မြှုပ်ပေးနိုင်မှာမဟုတ်ဘူးလို့ပြောပါရတယ်။ဟုတ်တက်စစ်တပ်ကိုထုတ်လုပ်နေတဲ့စီမံကိန်းတွေတိုးတိုးတက်တာလေ နော်စုစီကခုနအကုန်ရှိတယ်အဲ့ဒါတက်ကြွတဲ့လူတွေအကုန်ရှိတယ်စက်ကြီးရလည်းရှိမရှိတာပတ်စံဖြစ်အရာရှိလူသေးတယ်နော်သုံးဆွေးနေတာအခုလက်ရှိသုံးဆွေးနေတာကိုလူရည်ပြောဘယ်လိုမှောက်ဘူးတိဆောင်စဲရေအားလျက်စစ်စီမံကိန်းတွေက အထက်ရဲရွာဒီတုံအလဲပေါင်းလောင်အထက်ကျိုင်းတောင်တထေးကြီးရေအားလျက်စစ်နဲ့မကောင်းဝက် 1050ထုတ်ပေးနိုင်တဲ့ရွှေလီသုံးရရလျက်စစ်စီမံကိန်းတွေဖြစ်ပါတယ်။2010 17ဘဏ္ဍာနည်းကနေ2016ဘဏ္ဍာနည်းအထိဘတ်ဂျက်ရထားနှုန်းကကျပ်ဘီလီယံပေါင်း30သသမ4.5တောင်းထားပေးမယ်။ခြားထားပေးမှုကခွန်သသမ6.6ဘီလီယံပဲခြားထားပေးတာကြောင့်လူငွေပြနေတာပါ။ဒီမိုကရေစီခိုင်ခိုင်မာမာရှိနေတဲ့တိုင်းပြည်မဟုတ်ဘူး။နော်။ပြီးတော့ တရားရာဂိုင်းလို့စီမံခံွယ်ရဲ့ခွင့်ရနေတဲ့အစိုးရဟုတ်လား။နော်ဒီမိုကရေစီကိုခိုင်ခိုင်မြဲမြဲစိုက်ထူနိုင်အောင်မနေစူးစမ်းနေတယ်ဆိုတာဖြစ်။မလီတိုင်းအတွင်းမှာလျှက်စစ်တပ်အဖျံပြူနိုင်ဖို့နဘူးအိုင်နဲ့မိတီလာမှာဆိုလာနဲ့မဂါဝက်300ထုတ်လုပ်နိုင်အောင် American AC Company နဲ့လက်မှတ်ထိုးထားရာ2019နှစ်စမ်းမှာစတင်ဖို့ရှိပါတယ်။ လက်ရှိတနိုင်ငံလုံးရဲစစ်တာ30မိုးက2800မဂါဝက်ရှိပြီးတနည်းတနည်းကို900ခိုင်နှုန်းတွန်းပြီးသုံးဆွနေတာဖြစ်လို့နေရာဒီမှာမဂါဝက်3000ကျော်မယ်လို့ခန့်မှန်းထားကြောင်းဝန်ကြီးကပြောပါတယ်။ကျမကတားရပါရှင်။